အားလုံးပဲမင်္ဂလာပါ VOC သတင်းဌာနကနေကြိုဆိုလိုက်ပါတယ်ကျွန်တော်ကတော့ Elvin ပါဒီကနေ့မေလ10ရက်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးတော့မှာပါဒီနေ့ညနားဆက်မဲ့သတင်းတွေကတော့ချင်းပြည်တောင်ပိုင်းမင်းတပ်မျိုးကိုအချက်ပြစ်စစ်ကောင်စီကလေကြောင်းတိုက်ခိုက်မှုနှစ်ချိန်ပြုလုပ်သွားပြီးအရတားသိဆုံးမှုရှိခဲ့တယ်လို့သိရပါတယ် American နိုင်ငံစစ်မှုလုပ်ငန်းကဏ္ဍမှာအလုပ်လုပ်တဲ့ထူးချွန်အမျိုးသမီးတွေကိုချီးမြှင့်တဲ့2025 Women Make a Work ဆုကိုချင်းမျိုးသမီး ဒေါ်စီစီလျာပါကလက်ခံရရှိခဲ့ပါတယ်။မလေးရှားနိုင်ငံမှာတရားမဝင်အလုပ်လုပ်ကိုင်နေတဲ့မြန်မာအပါအဝင်နိုင်ငံသား1300နီးပါးဖမ်းဆီးခံရတဲ့သတင်းတွေနဲ့အတူအခြားစိတ်ဝင်စားစရာနောက်ဆုံးရသတင်းတွေတင်ဆက်ပေးဖို့ရှိပါတယ်။ချင်းပြည်တောင်ပိုင်းမင်းနက်မြို့ကိုချမ်ပတ်စစ်ကောင်စီကမနေ့ကလေကြောင်းတိုက်ခိုက်မှုနှစ်ကြိမ်ပြုလုပ်သွားပြီးအယက်သားတိုက်ဆုံမှုရှိခဲ့တယ်လို့မင်းနက်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။မေလ9ရက်မနေ့ပိုင်းတနအီခွဲဝင်းချင်မှာ မင်းတပ်မျိုးအနီးဝင်းကျင်ကိုဘုံနှလုံးကျဲခဲ့ပြီးနေအိမ်ပျက်စီးမှုတွေရှိခဲ့တယ်လို့ဆိုပါတယ်။အဲဒီနောက်နေ့လယ်ပိုင်း2:40 40မိနစ်ဝင်းကျင်မှာမင်းတပ်မျိုးကိုဂျက်ဖိုက်တာဖြင့်ထပ်မံပုံကျဲတက်ခိုက်ခဲ့ရမှာအစိုးရအဆောက်အဦနဲ့ဝန်ထမ်းအင်အားများထိခိုက်ပျက်စီးခဲ့ပြီးအရသာပြည်သူအသက်ဆုံးရှုံးမှုများလည်းရှိခဲ့တယ်လို့မင်းတပ်မျိုးနဲ့ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ပါတယ်။လေချောင်းတက်ခဲ့မှုကြောင့်အရတားပြည်သူတိတ်ဆုံတဲ့အခြေအနေတွေကိုတော့အသေးစိတ်ဖော်ပြထားခြင်းမရှိသေးပေမဲ့ ချင်းတရင်အချို့မှာကတော့ယတသုံးတေဆုံးတယ်လို့ဖော်ပြထားပါတယ်။အကြံဖက်စစ်ကောင်စီဟာငလျင်ဘေးဒဏ်တင့်ပြည်သူတွေပြန်လည်ထူထောင်ရေးအတွက်ဆိုပြီးအပြည့်ရက်ကာလကိုမေ6ရက်ကနေ31ရက်အထိတလတက်တန်းတိုးထားပြီးမြေကြောင်တိုက်ခိုက်မှုတွေဆက်လက်ပြုလုပ်နေစေဖြစ်ပါတယ်။စကိုင်းလိုင်းကလေးမျိုးမွန်လိုက်ရက်ကွက်ပူချုပ်လက်မပေါ်မှာမေလ9ရက်နေ့ကရင်တိုက်မှုဖြစ်ပွားပြီးချင်းမျိုးသမီးနှုတ်သေးဆုံးခဲ့ပါတယ်။ ဖြစ်စင်မှာမေလ9ရက်နေ့ညနေပိုင်း၄နာရီလောက်မှာချင်းမျိုးသမီး2ဦးစီးလာတဲ့စိုက်ကယ်တစ်စီးကိုအရှင်ပြင်းစွာမောင်းနှင်လာတဲ့ကြောက်သေးတွေတင်တဲ့စကက်ကားတစ်စီးကအနောက်ကနေဝင်တိုက်ပြီးတက်ချိတ်သွားလို့ပွဲချင်းပြီးတည်ဆုံခဲ့တယ်လို့သိရပါတယ်။ကာသမားဟာရင်တိုက်မှုဖြစ်ပွားပြီးနောက်ကားကိုမရက်ပဲမောင်းထွက်သွားတာကြောင့်ဒေသခံပြည်သူတွေကလိုက်လံဖမ်းဆီးပြီးတောင်းဝင်ရှိသူတွေထံအနှံ့လိုက်ပြီးလို့သိရပါတယ်။ရင်တိုက်မှုကြောင့်တည်ဆုံသူအမျိုးသမီး2ဦးမှ30မျိုးကကလေးလေးယောက်မိခင်အသက်44နှစ်အရွယ် นูมาเกรตมังกอลุนเนี่ยอัตสกุลเนี่ยอยู่ลีอาสเตลาจินเซียนมวนดูဖြစ်ပါတယ်นูมาเกรตมังกอลุนเนี่ยယောလောင်းကိုကလေးမျိုးတအူးတီတာရက်ကွက်မှာမေလ9ရက်နေ့မှာတချို့မှာဖြစ်ပြီးလီယာစတဲလာဂျင်းစီမွန်းရဲ့ယောလောင်းကိုတော့တွန်းဆန်မျိုးကိုတည်ဆောင်ခဲ့ကြတယ်လို့သိရပါတယ်။ American နိုင်ငံစမှုလုပ်ငန်းကဏ္ဍမှာအလုပ်လုပ်တဲ့ထူးချွန်အမျိုးသမီးတွေကိုချီးမြှင့်တဲ့2025 Women Make a Work ဆုကို ချင်းမျိုးသမီးဒေါ်ဆီစီလီယာပါကလက်ခံရရှိတယ်လို့သိရပါတယ်။ဒီစုဟာအမေရိကန်နိုင်ငံစက်မှုလုပ်ငန်းကုမ္ပဏီတီတီကနေသူတို့ကုမ္ပဏီကိုစားရှင်ပြိုင်မဲ့ထူးချွန်အမျိုးသမီးတွေကိုရွေးချယ်ပြီးဝင်ရောက်ရှင်ပြိုင်စေခဲ့တာဖြစ်ပါတယ်။2025 Women Make Award မှာရှင်ပြိုင်သူအမျိုးသမီး2သိန်း1000ရှိတဲ့ထဲကနေထူးချွန်သူ130ဦးကိုရွေးချယ်ရမှာချင်းမျိုးသမီးဒေါ်ဆီစီလီယာပါလည်းပါဝင်ခဲ့တာဖြစ်ပါတယ်။ဒေါ်ဆီစီလီယာပါဟာ Denso ကုမ္ပဏီမှာ Operating Manager ဖြစ်အလုပ်လုပ်နေပြီး တို့ကုမ္ပဏီမှာဝန်ထမ်း2500ခန့်ရှိတဲ့နဲ့ကုမ္ပဏီကိုယ်စားလှယ်ရှင်ပြိုင်ဖို့ရွေးချယ်ခံရတာဖြစ်ပါတယ်။ဒီစုဟာအမေရိကန်ရောက်မြန်မာနိုင်ငံသားတွေထဲမှာဒေါ်စီစီလီယာပါကပထမဦးဆုံးရရှိခဲ့တာလည်းဖြစ်ပါတယ်။ဒေါ်စီစီလီယာပါဟာချင်းပြည်နယ်ဖလားမြို့မှာမွေးဖွားပြီးဟာခါမြို့မှာကြီးပင်းခဲ့ပါတယ်။ဖခင်ဖြစ်သူမှာတိတ်ခါရရဆရာ Reverend Paul Tumchio ဖြစ်ပြီးလက်ရှိမှာတော့ American ပြည်တော်စု Michigan ပြည်နယ် Battle Creek မှာမိသားစုနဲ့အတူနေထိုင်ရရှိပါတယ်။ မလေးရှားနိုင်ငံမှာတရားမဝင်လုပ်ကိုင်နေတဲ့နိုင်ငံသားတွေကိုမလေးရှားအာဏာပိုင်တွေကနေတိုင်းနေပါဖမ်းဆီးမှုတွေလှုပ်ဆောင်နေပြီးမနေ့ကကွာလာလမ်ပူမြို့မှာမြန်မာအပါအဝင်နိုင်ငံသား1300နီးပါးဖမ်းဆီးခံခဲ့ရတယ်လို့သိရပါတယ်။ကွာလာလမ်ပူမြို့မှာမေလ9ရက်တရက်ထဲမှာတရားမဝင်နိုင်ငံသား1300နီးပါးဖမ်းဆီးခဲ့တယ်လို့မလေးရှားနိုင်ငံလူဝင်မှုကြီးကြပ်ရေးဌာနကမေ10ရက်နေ့မှာထုတ်ပြန်ပါတယ်။ တရားမဝင်နိုင်ငံခြားသားတွေအများဆုံးအလုပ်လုပ်ကင်နေတဲ့နိုင်ငံအနှံ့ကနေရာ16နေရာကိုဝင်ရောက်ပြီးနိုင်ငံခြားသား1956ယောက်ကိုစစ်ဆေးခဲ့ရမှာတရားမဝင်နိုင်ငံခြားသားအယောက်1290နဲ့လုပ်ငန်းရှင်17ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဖမ်းဆီးခံရသူတွေထဲမှာမြန်မာ၊ဘင်္ဂလားဒေ့ရှ်၊နီပေါ်၊ပါကစ္စတန်၊အင်ဒိုနီးရှားစတဲ့နိုင်ငံသားတွေပါဝင်ပြီးမြန်မာနိုင်ငံသားအရေးအတွက်ဘလောက်ပါလဲဆိုတာကိုတော့မသိရသေးပါဘူး။အခုမေလကစတင်ပြီးစောက်လုပ်ရေးစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းတွေနဲ့ နိုင်ငံခြားသားအလုပ်သမားတွေအလုပ်ခက်တဲ့နေရာမှန်သမျှကိုစစ်ဆေးဖမ်းဆီးမှုတွေလုပ်သွားမယ်လို့လူဝင်မှုကြီးကြပ်ရေးဌာနကထုတ်ပြန်ထားပါတယ်။တရားမဝင်နိုင်ငံခြားသားတွေကိုအလုပ်ခက်အပ်တဲ့လုပ်ငန်းရှင်တွေကိုလည်းမလေးရှားအစိုးရကတရားမဝင်နိုင်ငံခြားသားအလုပ်ခက်မှုနဲ့တရားဆွဲပြီးအလုပ်သမားတစ်ယောက်အတွက်မလေးရှားငွေ ringgit 9000တန်ငွေဆောင်ကြရတယ်လို့သိရပါတယ်။ကုညီပေးနေသူတွေရဲ့စင်ရေးရ2025ခုနှစ်ပထမလေးလအတွင်းမလေးရှားနိုင်ငံမှာဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားအယောက် 1500ဝန်းကျင်ရှိပြီလို့သိရပါတယ်။မြို့သားညီညွတ်ရေးအစိုးရ NUG က၄နှစ်အတွင်းနိုင်ငံခြားရေးနီးလန်းရကမ္ဘာနိုင်ငံကြီး၁၀နိုင်ငံမှာကိုယ်စားလှယ်တွေခန့်အပ်ထားရှိပြီဖြစ်တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ NUG အစိုးရအနေနဲ့နိုင်ငံခြားရေးနီးလန်းရလုပ်ငန်းတာဝန်တွေကိုထိရောက်စွာထမ်းဆောင်နိုင်ရေးအတွက် ASEAN, Australia, Czech, India, Japan, South Korea, Norway, ပြင်သစ် Britain စတဲ့နိုင်ငံတွေမှာ NUG အစိုးရရဲ့ကိုယ်စားလှယ်တွေခန့်အထားရှိပြီးဖြစ်တယ်လို့ဆိုပါရယ်2024ခုနှစ်ဇွန်လမှာ NUG အစိုးရဟာဒီမိုဒီမိုကရက်တစ်သမ္မတနိုင်ငံဒီလီမြို့တော်မှာပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်တန်တမန်ဆိုင်ရာရုံးကို စတင်ဖွင့်လှစ်ခဲ့ပြီးဒုတိယအကြီးအကဲတူခန့်အပ်တောင်းပေးခဲ့တယ်လို့ဆိုပါရယ် American ပြည်ထောင်စု Washington DC မှာလည်း NUG အစိုးရရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနရုံးကိုဖွင့်လှစ်နိုင်ခဲ့ပြီးကုလသမဂ္ဂဆာမျက်နှာမှာလည်းကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်အဖြစ် တာမကြီးဥကျော်မိုးထွန်းကဆက်လက်ကိုစားခွင့်ပြုရရှိခဲ့ပြီးဖြစ်တယ်လို့ဆိုပါတယ်။ဒါပြင်မြန်မာပြည်သူလူထုရဲ့စစ်မှန်တဲ့အတန်းကိုကိုစားပြုကနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ရည်မှန်းချက်တွေအောင်မြင်ရေးအတွက်သက်ဆိုင်ရာအဖွဲ့အစည်းနိုင်ငံအသီးသီးနဲ့အမြဲမပြတ်ထိတွေ့ဆောင်ရွက်နေတယ်လို့ထုတ်ပြန်ထားပါတယ်။တခါပြည်နယ်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်းဆစ်ရှုံပြီးဘင်္ဂလားဒေ့ရှ်နိုင်ငံထဲထွက်ပြေးခဲ့တဲ့စစ်ကောင်စီတပ်သားနဲ့နေကြဆောင်ရဲ34ယောက်ကို မေလ6ရက်နေ့ကမြန်မာဘက်ကိုပြန်လွှဲပေးခဲ့တယ်လို့ Bangladesh သတင်းမှာဖော်ပြပါတယ်။ Cork Bazaar အချင်းထောင်မှာထိမ့်သိမ်းထားတဲ့မြန်မာအယက်သား9ယောက်နဲ့ပတ်တုခလီအချင်းထောင်ကတယောက်တို့ကိုလည်းလွတ်ရပြေးသွားတာကြောင့်သူတို့နဲ့အတူပြန်ပို့ဆောင်ခဲ့တယ်လို့ဆိုပါတယ်။2023နိုဝင်ဘာလကဖြစ်ပွားခဲ့တဲ့ရခိုင်ပြည်နယ်အတွင်းကအာရခတပ်တော်ရဲ့ထိုးစစ်တွေကြောင့်စစ်ကောင်စီတပ်သားနဲ့ကြားဆောင်ရဲနဲ့အခြားဝန်ထမ်းတွေရန်နဲ့ချီ Bangladesh နိုင်ငံတွေထွက်ပြေးခဲ့ကြတာပါ။ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ထုတ်ပြန်ချက်အရသူတို့ကိုအင်္ဂါနေ့နေ့လယ်ပိုင်းမှာခေါက်ပဇာလေစစ်ကနေတဆင့်မြန်မာနိုင်ငံကိုရပ်ပတ်လျင်နဲ့ပြန်ပို့ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်အတွင်းမှာလည်းနေဆက်ဖြတ်ကျော်ထွက်ပြေးခဲ့တဲ့စစ်ကောင်စီလောက်ခံစစ်သားနဲ့ရဲရှိအကျော်ကိုဘင်္ဂလားဒေ့ရှ်အနာပိုင်တွေကပင်လယ်ရေကြောင်းကတဆင့်စစ်ကောင်စီထံလေးတုပ်ခွဲလွှဲပြောင်းပေးခဲ့တယ်လို့သိရပါတယ်။ မြို့သားညီညွတ်ရေးဆိုရာ NUG ကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တရင်တပ်ဖွဲ့တွေကိုထောက်ပံ့စေရအဖြစ်ခမန်းချီအမေရိကန်ဒေါ်လာ24ဒသမ9သန်းပေးအပ်ခဲ့တယ်လို့မေလ9ရက်နေ့ကထုတ်ပြန်ပါတယ်။အဆိုပါထောက်ပံ့စေရအမေရိကန်ဒေါ်လာ24ဒသမ9သန်းတဲ့က90ရာခိုင်နှုန်းကျော်ဖြစ်တဲ့22ဒသမ5သန်းကိုပြည်သူ့ဒေါ်လာရေးထောက်ပို့တပ် PRF ကနေ34လအတွင်းကောက်ခံရရှိခဲ့တဲ့ဗန်နံငွေကနေထုံထုံသုံးဆွဲခဲ့တာလို့ဆိုပါတယ်။ ထောက်ပံ့ဈေးတွေကို NUG ကာကွယ်ဝင်ကြီးဌာနလောက်က PDF တက်ရင်တက်ဖွဲ့ပေါင်း300ကျော်ကို28ချိန်တိတိထောက်ပံ့ပေးခဲ့တယ်လို့ NUG ကထုတ်ပြန်ပါတယ်။ပြည်သူဒေါ်လာရင်းတက်ဖို့တက် PRF အစီအစဉ်ကို2021ခုနှစ်ဒီဇင်ဘာလကစတင်ခဲ့တာဖြစ်ပြီး PRF စတင်တဲ့အချိန်ကနေယနေ့အချိန်ထိတာဝန်တစ်ခုအနေနဲ့ထမ်းဆောင်ခဲ့ကြသူတဦးချင်းစီတိုင်းကိုဂုဏ်ပြုမှတ်တမ်းတင်ကြောင်း NUG ကထုတ်ပြန်ထားပါတယ်။ ဒီတင်ဘက် view စီတဲ့ရင်ထဏာရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးကြတာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။